ဒီကနေ့မှာတော့ ARD သတင်းဌာနရဲ့သူ့အတွေးသူ့မြင်ဆောင်မတွေတဲ့ကတပုတ်ဖြစ်တဲ့စာနာမှုများကိမဲ့သွားတော့ကဘာဆိုတဲ့ဆောင်မလေးကိုတင်ဆက်ပေးကြပါမယ်။ဒီဆောင်မလေးကိုဆိုရင်တော့မြမသတင်းစာဆရာတဦးဖြစ်တဲ့ဆောင်မရှင်နှွေးနေကရေးသားထားတာဖြစ်ပါတယ်။ဒီဆောင်မလေးကိုတင်ဆက်ခွင့်ပြုပါရန် ARD သတင်းဌာနနဲ့ဆောင်မရှင်နှွေးနေအားလေးစားစွာခွင့်တောင်းအပ်ပါတယ်။၂၁ရာစုကမိပညာလောကကိုတာမက လူမှုရေးနိုင်ငံရေးအယူအဆအတွေးအမြင်လူနေမှုပုံစံအားလုံးကိုပြောင်းလဲပြစ်လိုက်ပါတယ်။ရခင်ကအမှန်လို့ယူဆချက်များဟာလည်းပြောင်းမြန်ဖြစ်သွားပြီးတော့ရခင်ကအမှားလို့လက်ခံထားတာတွေကလည်းအမှန်ကဲ့သို့ယူဆမှုများရှိလာပါတယ်။ဤပညာလောကမှာဉာဏ်ရည်တု AI ပရိုဂရမ်များအထိထင်သာမြင်သာပြောင်းလဲသွားတော့လေ၂၀ရာစုကလူများလက်ခံထားတဲ့အတွေးအမြင်အယူအဆ ယုံကြည်လက်ခံထားမှုတွေကပြောင်းလဲသွားတာကိုတော့ထင်သာမြင်သာသိမရှိလာပါဘူး။ဒါပေမဲ့အာအသင်ဖွဲ့ရကတော့၂၁ရာစုမှာလူများလက်ခံထားတဲ့ဆန်နဲ့တံမိုးတွေဟာပြောင်းလဲသွားပါတယ်။လူသားချင်းစာနာထောက်ထားမှုလူအခွင့်အရေးမတရားပြုကျင့်ခံရမှုခိနှိမ်ရဆက်မှုလူမျိုးတုံးတက်ဖြတ်မှုအမျိုးသမီးနှင့်ကလေးတငယ်များကိုအကာအကွယ်ပေးခြင်းဒုက္ခရောက်နေသူများအားကူညီထောက်ပံ့ခြင်း အာနေသူဘက်မှကိုချင်းစာနာခြင်းရှတဲ့လူသားတို့ရဲ့ဆံများတန်မှုများလောကဘာလတရားများကိုတော့လူသားတို့ကိုယ်တိုင်ကပင်လှစ်လူရှူလာကြပါတယ်။ကုလသမဂ္ဂပရိညင်လိုလူသားတွေကိုယ်တိုင်က ရေးထိုးမှတ်ကြောက်တင်ထားတဲ့ဆံနဲ့တန်မှုများဟာ27ရာစုမှာလှစ်လူရှုခံလာရပါတယ်။ကုလသမဂ္ဂရဲ့ဩဇာဟာလည်း27ရာစုမှာလုံးဝနှိပါကိုကြာဆုံးသွားပြီလို့ဆိုနိုင်ပါတယ်။ ကုလသမဂ္ဂဟာကဘာကြီးကိုကဲတင်နိုင်တဲ့အဖွဲ့အစည်းမဟုတ်တော့ပါဘူး။စကိုင်းတိုင်းဒီပေရင်မြို့နယ်အိုးတိန်တွင်ကြီးရစာတင်ကြောင်းကိုစစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ဆောင်းသားချောင်းသူကလေးငယ်22ဦးနဲ့ဆီယမ2ဦးသေဆုံးသွားတဲ့ဖြစ်ရပ်ကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဂူတာရက်စ်ကဝန်ထမ်းချောင်းကိုနောက်တရက်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေများအတွက်စိုးရိမ်မကင်းဖြစ်ရကြောင်းကိုလည်းဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂဟာကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့တရားမဲ့မှုအလုံးကိုဝန်ထဲစကားဆွေုံမအပဘာမှလုပ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါထို့အခါတရားမဲ့ပြုကျင့်သူတို့တနည်းတခြားလည်းရဲဆဲ့ရဲဖြစ်လာကြပါတယ်ကုလသမဂ္ဂဟာကမ္ဘာစက်ခုံပေါ်ကဖြစ်စဉ်များကိုလက်ပိုက်ကြည့်နေရုံများတာမြန်မာပြည်ရင်းစစ်ဟာနှစ်ပေါင်း80ကျော်ပြီဆိုပေမဲ့2021ခုနှစ်နောက်ပိုင်းမှစပြီးတော့အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ပါပြီ ဒါပေမဲ့မြန်မာပြည်ရင်းရှိအနေဒါယုံများဟာယူကရိန်းရှစ်ပွဲ၊ဂါဇာရှစ်ပွဲ၊အာဖရိကနိုင်ငံများကပြည်ရင်းဆက်လောက်ညီမောင်းထိုးပြခြင်းမခံရပါလူမသိသူမသိတေဆုံးသွားကြတဲ့အပြစ်မဲ့အရတားပြည်သူတွေများလှပြီအိုဒိန်တွင်ကြေးရွာက ကလေးတငယ်တွေစာတင်ကြားနေရင်ဘုံကျိတ်ခံရပြီးတေဆုံးခဲ့ရတဲ့ဝန်ထဲစရာအဖြစ်ဆိုးလို့ပြီးခဲ့တဲ့နှစ်တွေကလည်းစစ်ကောင်စီကကျူးလွန်ခဲ့ပြီးဖြစ်ပါတယ် စကိုင်းနိုင်ကမ်လူမျိုးနဲ့ပစီကြီးကြီးရွာကိုလည်းယခုကဲ့သို့ဘုံကျဲခဲ့လို့အပြစ်မဲ့ပြည်သူတွေအတုံယုံတည်ဆုံခဲ့ရပြီးပါပြီ။ဘုံကျဲမှုတွေကရက်မသွားပါ။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်မှာလည်းဘုံကျဲခံရပြီးရွာသား၁၂ဦးတည်ဆုံခဲ့ပါတယ်။ကြောက်တော်ကိုဘုံကျဲတယ်၊နောင်ချိုမိုးကုတ်ကိုဘုံကျဲတယ်။မိမိတို့မြေပြင်ဆစ်စင်ရေးလက်လန်းမှမီတော့တဲ့နေရာလက်လွတ်ထားရတဲ့နေရာတွေကိုလေးတက်အားကိုနဲ့ဘုံကျဲဖြက်စီပါတယ်။ ဧပြီလ3ရက်မှမေလ13ရက်နေ့အထိစစ်ကောင်စီဟာနိုင်ငံအနှံ့၄ချောင်းနဲ့ဘုံကျဲတိုက်ခတ်မှု181ကြိမ်ပြုလုပ်ခဲ့ပြီးအရတားပြည်သူ182ဦးသေဆုံးခဲ့ရပါတယ်။စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းနေအရွယ်ကလေးတငယ်အများအပြားသေဆုံးရတဲ့ဖြစ်ရပ်အပါအဝင်နိုင်ငံအနှံ့ပြားကမြို့ရများဘုံကျဲတိုက်ခိုက်ခံရပြီးအရတားပြည်သူအများအပြားနေရှင်သေဆုံးနေရတဲ့အပေါ်ကုလသမဂ္ဂက ဝန်내စကားပြောရုံမှအပကမ္ဘာနိုင်ငံကြီးများကလည်းစိတ်ဝင်တစားမရှိကြပါစူပါပါဝါဖြစ်တဲ့အမေရိကန်နဲ့တရုတ်ကကုန်သွယ်ခွင့်စစ်ပွဲနဲ့အလုံးရှုံနေကြတယ်စစ်ကြောင်အပြစ်မဲ့အရတားပြည်သူတွေတိတ်ဆုံးရတာဟာသူတို့နဲ့မသက်ဆိုင်သလိုအထူးသဖြင့်အိနီချင်းတရုတ်ဟာမြန်မာပြည်ရင်းစစ်ရဲ့အလို့တူအလို့ပါဖြစ်နေခြင်းမှလည်းဝန်내စရာကောင်းပါတယ်လူသားချင်းစာနာထောက်ထားမှုဟာ၂၁ရာစုကဘာမှာတပြေးပြေးစိတ်တုံးလာပါပြီ တကယ်တော့စစ်ကြောင်အပြစ်မဲ့ရတားပြည်သူကလေးတငယ်အမျိုးသမီးနဲ့တက်ကြီးရွယ်အိုတို့တေဆုံထိခိုက်မှုဖြစ်စဉ်များမှာယနေ့ကဘာအတွက်မထူးဆန်းတဲ့ဖြစ်ရများကဲ့သို့ဖြစ်လာပါပြီ။သုံးနှစ်ကျော်ကြာပြီဖြစ်တဲ့ Ukraine Russia စစ်ပွဲမှာနိုင်စင်နဲ့အမျှပြစ်ခတ်တိုက်ခိုက်မှုများရှိနေပြီးနိုင်စင်နဲ့အမျှပြစ်မဲ့အရတားပြည်သူတေဆုံမှုတွေလည်းရှိနေပါတယ်။နိုင်စင်ဆက်တိုက်ဖြစ်ပေါ်နေတဲ့အဖြစ်အပျက်များဟာကြာလာတဲ့အခါမှာတော့သတင်းမဟုတ်တော့ မြန်မာနိုင်ငံဒီပေးရင်ဦးတိန်တွင်ကကျောင်းသားငယ်လေးများဘုံကျဲခံရပြီးတေဆုံးကြရတယ်လို့မျိုးဂါဇာမှာယူကရိန်းမှာ အဖြစ်မဲ့ကလေးငယ်တွေအမျိုးသမီးနဲ့တက်ကြီးရွယ်အိုတွေလည်းမကြခဏတေဆုံးနေကြရပါတယ်ကုလသမဂ္ဂထုတ်ပြန်ချက်အရဂါဇာမှာအပြစ်ခတ်ရစဲမှုပြပြပြီးနောက်ပိုင်းအစ္စရေးလက်ချက်ကြောင့်တေဆုံးတဲ့ကလေးငယ်322ဦးရှိလာတယ်လို့ဆိုပါတယ်ထို့ထဲမှာမတ်လ23ရက်နေ့က ဂါဇာတောင်ပိုင်းအယ်နာဆာစီးရုံဖက်စိတ်ခန့်ကိုပြစ်ခတ်တိုက်ခိုက်မှုမှာတည်ဆုံသွားတဲ့ကလေးငယ်တွေပါဝင်ပါတယ်။ဂါဇာစစ်ပွဲယူကရိန်းစစ်ပွဲညကနိုင်ငံကြီးများရဲ့အာယုံဆိုင်မှုခံရသလောက်မြန်မာပြည်တွင်းစစ်ကမှုကဘာကြီးရဲ့လက်လူရှုမှုကိုခံထားရပါတယ်။ကဘာကြီးဟာစစ်ပွဲများနဲ့အသားကျနေပြီးစာနာစိတ်ကင်းမဲ့လာတယ်လို့ရှိနေပါပြီ။ အမေရိကန်မှာတမရဒေါ်နယ်ထရပ်တက်လာချိန်မှစပြီးကုလသမဂ္ဂအဖွဲ့အစည်းများနဲ့ကမ္ဘာအရေးများကနောက်ဆုတ်သွားခြင်းမှာယနေ့27ရာစုကမ္ဘာကြီးကရင်ဆိုင်ကြုံတွေ့နေရတဲ့ကံကြမ္မာဖြစ်ပါတယ်။ပြည်တွင်းစစ်မှာလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများကိုလွန်ခဲ့တဲ့ဆယ်စုနှစ်များကကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့်ဟန်တာမှုတွေရှိခဲ့ပေမဲ့လည်းယခုနောက်ပိုင်းမှာတော့ဟန်တာနိုင်ခြင်းမရှိတော့ပါဘူး။1990ပင်လယ်ကွေ့စစ်ပွဲအပြီးမှာအမေရိကန်နဲ့မဟာမိတ်နိုင်ငံများက ဣရွတ်မြောက်ပိုင်းနဲ့တောင်ပိုင်းကိုဒင်းရင်မပြန်တမ်းရဆုံး no fly zone တမက်ခဲ့ပါတယ်။ကုလသမဂ္ဂဆုံးဖြတ်ချက်အရမဟုတ်ဘဲအမေရိကန်နဲ့မဟာမိတ်များရဲ့ဆုံးဖြတ်ချက်အရတမက်ခဲ့ခြင်းဖြစ်ပါတယ်။မြောက်ပိုင်းရှိကတ်လူမျိုးစုများနဲ့တောင်ပိုင်းရှိရှီယာလူမျိုးစုများကိုဆက်တန်ဟူစိန်တပ်များကလေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းမပြုနိုင်အောင်လို့ဟန်ထားခဲ့ခြင်းဖြစ်ပါတယ်။1992ခုနှစ်ယူဂိုစလာဗီးယားပြည်တွင်းစစ်ပွဲမှလည်း ုလသမဂ္ဂနဲ့မြောက်အတလန်တိတ်စာချုပ်အဖွဲ့နေတူးအဖွဲ့ကဘော့စနီးယားမှာလေးမပြန်တမ်းရဆုံးတမက်ခဲ့ပါတယ်။အာနာရှင်ကဒါဗီပြုတ်ကျသွားတဲ့2014ခုနှစ်လေးပြားပြည်တွင်ဆင်မာလေနေတူးအဖွဲ့ကလေးပြားမှာလေးမပြန်တမ်းရဆုံးတမက်ခဲ့ပါတယ်။2022ခုနှစ်ရုရှားယူကရိန်းစစ်ပွဲဖြစ်တဲ့အခါမှာမူနေတူးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့ရုရှားနဲ့ထိတ်တိုက်တွေ့ဆုံလို့ခြင်းမရှိတာကြောင့်ရုရှားတိုက်လေယာဉ်များကယူကရိန်းနယ်မြေပေါ်ကနေ ဖြတ်ကျော်ပုံကျဲတိုက်ခိုက်မှုတွေနဲ့ယူကရိန်းအရက်သားများတိုက်ဆုံမှုကိုလင်းရင်မပြန်တမ်းရဆုံးတတ်မှတ်ပြီးတော့ကာဝယ်ပေးနိုင်ခြင်းမရှိတော့ပါဘူးလင်းရင်မပြန်တမ်းရဆုံးတတ်မှတ်ခြင်းမှာရှစ်အင်အားတန်လုံးနဲ့အုပ်စုတစုကတတ်မှတ်ခြင်းဖြစ်ပြီး ကုလသမဂ္ဂလွန်ကျွေးကောင်စီရဲ့ဆုံးဖြတ်ချက်ကိုပင်ကြော်လွန်လွတ်ဆောင်ခဲ့ကြပါတယ်ယခုနှစ်များအတွင်းစစ်ပွဲများမှာတော့ drone အသုံးပြုတိုက်ခိုက်မှုတာဝေးပြစ်ဒုံးကျည်များနဲ့ပြစ်ခတ်တိုက်ခိုက်မှုများတိုးဝှလာတော့လေ ဒေချောင်းမှပုံကျဲတခတ်မှုများရှိနေစေဖြစ်ပါတယ်။မြမပြည်ရင်းစစ်မှစစ်ကောင်စီတပ်ဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအပါအဝင်နိုင်ငံအနှံ့မိမိပြည်သူများအားဒေရင်ဖြင့်ပုံကျဲတခတ်လက်ရှိနေပါတယ်။အစ္စရေးတပ်များကဂါဇာရှိပါလက်စတိုင်းများကို ပုံကျဲတခတ်နေတယ်လို့မျိုးစစ်ကောင်စီတပ်ကမိမိပြည်သူများကိုအဆက်မပြတ်ပုံကျဲတခတ်လျက်ရှိပါတယ်။ရုရှားကယူကရိန်းကိုပုံကျဲတခတ်နေတယ်လို့မျိုး စစ်ကောင်စီတပ်ဟာမိမိပြည်သူများကိုဘုံကျဲတိုက်ခိုက်နေပါတယ်။ Israel နဲ့ Palestine, Ukraine နဲ့ Russia တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာနိုင်ငံတကာနယ်နိမိတ်ကိုကျော်လွန်ဖြစ်ပွားတဲ့နိုင်ငံတကာစစ်ပွဲဖြစ်ပြီးတော့မြမစစ်တကမိမိပြည်သူကိုဘုံကျဲတိုက်ခိုက်နေတဲ့စစ်ပွဲမှာနိုင်ငံနယ်နိမိတ်ထဲမှာဖြစ်နေတဲ့ပြည်တွင်းစစ်ဖြစ်ပါတယ်။ဝန်ထဲစရာကောင်းတာဟာမြမပြည်တွင်းစစ်ကိုနိုင်ငံကြီးများကတည်လျူရှုထားခြင်းဖြစ်ပါတယ်။ စစ်ပွဲမှာအပြစ်မဲ့ရဲသားတွေတည်ဆုံးရခြင်းအတွက် ကုလသမဂ္ဂကစိုးရင်ပူပန်ယုံကလွှဲ၍ဘာမှမစွမ်းဆောင်နိုင် အာနာဒိန်၄နှစ်တာကာလအတွင်းအာဆီယံရဲ့ဂျိုးပန်းအာထုံမှုညာကလည်းအရာမတင်ဖြစ်နေချိန်မှာအိန္ဒိယတရုတ်ကစစ်ပွဲရဲ့အလို့တူအလို့ပါဖြစ်လာပါတယ်အရာရာမိမိအကျိုးစီးပွားအတွက်သာဦးစားပေးတတ်ပြီးစစ်ကောင်စီဘက်ကလောင်းချီထတ်ထားတဲ့တရုတ်ကမူအပြစ်မဲ့အရက်သားပြည်သူတွေစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် အတုံအယုံတိဆုံးနေရတာကို သူတို့နဲ့ဘာမှမသက်ဆိုင်သလိုဘာသည်ဘာသာပင်